မင်္ဂလာပါညကျွန်တော်ရွေးပေးခဲ့တဲ့ Chelsea body လေးနဲ့အစီအပြီးခဲ့ကြပါပါကျွန်တော်ရဲ့ dedicated channel မှာဆိုရင်လည်းကျွန်တော် Arsenal body ကိုချပေးခဲ့တာကြောင့်ကျွန်တော်ရဲ့ dedicated channel ကို join ထားတဲ့အကုန်လုံးဆိုရင်ရလိုက်ကြပါပါဒါ့အပြင်စနေညမှာကျွန်တော်ရဲ့ member ပွဲစီလေးလည်း online ခံနိုင်ခဲ့ပါတယ်ကျွန်တော်စနေညမှာဆိုရင် member 5ပွဲထွက်ခဲ့ပြီးတော့ Inter body, Girona body, Chelsea body, Arsenal body ၄ပွဲထိအစီအပြီးခဲ့ပြီးတော့ Dortmund တပွဲစာကျခဲ့တာကြောင့်၄ပွဲနဲ့တပွဲရှုံးဆိုတော့ရလက်နဲ့ကျွန်တော် member ပွဲစီနေတဲ့ online ခံနိုင်ခဲ့ပါတယ် ကျွန်တော်ရဲ့ member တော့ကော့ရုံလေ့လာခြင်းနဲ့ဆိုရင်လည်းကျွန်တော်ရဲ့ delegate channel မှာဝင်ရောက်လေ့လာလို့ရပါတယ်။ဒါကြောင့်စနေညမှာတော့ကျွန်တော်ရဲ့ member ပွဲစဉ်တွေရော free ပွဲစဉ်တွေရောအဆင်ပြေအောင်မြင်ခဲ့တာကြောင့်ကျွန်တော်တို့စနေညမှာတော့အောင်ဝဲခံနိုင်ခဲ့ပါတယ်။ဒီနေ့တိရွေညတော့လေကျွန်တော်ရဲ့အကောင်းဆုံးရွေးချယ်မှုတွေကတပွဲဖြစ်တဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲကိုကျွန်တော်သုံးသပ်ပေးခြင်းပါတယ်။ဒီပွဲစဉ်ကတော့ Newcastle နဲ့ Nottingham Forest ပွဲစဉ်ပဲဖြစ်ပါတယ်။ဒါ့အပြင်ဒီနေ့တင်းငွေညအတွက်ကျွန်တော်ရဲ့အကောင်းဆုံးရွေးချယ်မှုပွဲစဉ်တွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်စာကို 9000ချင်းနဲ့ Viber နံပါတ်39ကို69888ခွန်3ခွန်3ယောက်ကိုဆက်သက်ပြီးတော့လာရောက်ဝယ်လို့ရပါပြီအချို့သားဆုံးဈေးနှုန်းထားနဲ့အမှန်ကန်ဆုံးရွေးချယ်မှုတို့ကိုတို့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလည်းကျွန်တော်တိတောက်ပိုင်းလေးမှာတင်ပေးထားပါတယ်ဒီညမှာ Newcastle က Norian Forest ကိုအိမ်ခွင်းနဲ့တစ်လုံးတည်ဂိုးပေါင်းသေး3လုံး30စားဆိုပါအခုလက်ရှိဈေးဖွင့်လေးပေးထားပါတယ်ဒီဘက်ကမှကျွန်တော်စိတ်ဝင်စားမိတာဂိုးပေါင်းကိုပါ Norian Forest ရဲ့တိုက်စစ်က ပြည်မြလီနောက်ဆုံး၄ဝဲမှာနှစ်ခိုးသာရထားပြီးတော့စုစုပေါင်းပြည်မြလီ၆ဝဲမှာဆိုလဲတိုက်စစ်က၅ခိုးသာရထားပါတယ်။နော်ရီယန်ဖော်ရက်ကိုကြည့်မယ်ဆိုရင်လဲနော်ရီယန်ဖော်ရက်တိုက်စစ်ကပြည်မြလီနောက်ဆုံး၄ဝဲမှာတခိုးသာရထားပြီးတော့စုစုပေါင်းပြည်မြလီတိုတယ်၆ဝဲမှာဆိုရင်လဲတိုက်စစ်က၄ခိုးသာရထားပါတယ်။ဒါကြောင့်နယူကာဆယ်တိုက်စစ်ကောနော်ရီယန်ဖော်ရက်တိုက်စစ်ကောတပွဲတခိုးနိုးတော့မသွင်းထားနိုင်တော့ကျွန်တော်တွေ့ရပါတယ်။ဒီလိုမျိုးတိုက်စစ်အားနည်းနေတဲ့နှစ်သင်းတွေ့တဲ့အချိန်မှာဂူပေါင်းသေး3လုံး30စားဆိုတဲ့ဈေးရက်ကတော့ ပြင်းရှာနေလို့ကျွန်တော်ယူဆလို့ရပါတယ်။ဒါပြင်ယူကဆယ်ကကျွန်တော်တို့နှစ်ပွဲသက်နိုင်ပွဲပျောက်ထားတာကြောင့်ဒီပွဲစဉ်မှာ Northern Forest လို့အသင်းကိုအရာရာ Northern Forest လို့အဖက်ဖက်ကယူရင်းနေတဲ့အသင်းကိုအိမ်ကွင်းမှာနိုင်ပွဲရဖို့ကြိုးစားလာမှာပါ။ဒါဆိုရင် Newcastle က Northern Forest ကိုတိုက်စစ်ခွင့်လာမယ်လို့ကျွန်တော်တို့သတ်မှတ်လို့ရပါတယ်။ဒီလိုပဲ Newcastle ကရှစ်ပွဲ sorry ဒီဒီပွဲ Northern Forest ကရှစ်ပွဲသက်နိုင်ပွဲပျောက်ထားတာကြောင့်ဒီပွဲစဉ်မှာ နူးကာဆယ်ကိုတိုက်စစ်ခွင့်ကစားဖို့အပြင်မရှိပါဘူး။ဒါကြောင့်ဒီဝဲစင်မှာနှစ်သင်းလုံးတိုက်စစ်ခွင့်ကစားလာမှာဖြစ်တာကြောင့်ဘူဂီရီးယားဂိုးပေါင်းစင်းကိုသုံးလုံး30စားဆိုတဲ့ဈေးတန်းထိခပြင်းပြင်းလေးခွင့်ပေးထားတာပါ။တိုက်စစ်ကနှစ်သင်းလုံးရဲ့တိုက်စစ်ကတပွဲတကူးလုံးတော့မသွင်းထားနိုင်တာတော့ဒီဝဲစင်မှာသုံးလုံး30စားထိရှိနေတဲ့ဂိုးပေါင်းစင်းကတော့ဒီဝဲစင်မှာကျွန်တော်နှစ်သင်းပေါင်းအနည်းဆုံး3ခုထိရောက်သွားနိုင်မယ်လို့ကျွန်တော်တော့ယူဆပါတယ်။တိုက်စစ်ဝင်လာမယ့်နူးကာဆယ်တိုက်စစ်ကလည်းဒီဝဲစင်မှာဂိုးရနိုင်ပြီးတော့ ိုက်စစ်ဖွင့်ကစားလာဖို့ပဲအပြင်မရှိတဲ့ Norian Ford နဲ့တိုက်စစ်ကလည်းဒီဝဲစဉ်မှာအ ਨੇ သောတကူတော့တော့ရသွားလိမ့်မယ်လို့ကျွန်တော်တို့မြင်ပါတယ်။ပြီးခဲ့တဲ့ရာသီကလည်းနှစ်သင်းပေါင်းသင်းကိုအေးများထားခဲ့တယ်လို့မျိုးဒီရာသီမှာလည်းနှစ်သင်းပေါင်းသင်းကိုညီများလာနိုင်ဦးမယ်လို့ကျွန်တော်ယူဆပါတယ်။နောက်ကြောင့်ဒီပွဲစဉ်မှာကျွန်တော်ကနှစ်သင်းပေါင်းသင်းကိုအများဂိုးပေါင်းအပေါ်ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်။အဲကြောင့် Newcastle နဲ့ Norian Ford ရဲ့ပွဲစဉ်မှာကျွန်တော်ဂိုးအများကိုပဲဂိုးပေါင်းအပေါ်ပဲကျွန်တော်စိုက်နေတတ်ပါတယ်။ဒါပြင်ဒီနေ့ဒီကနေ့ညအတွက်ကျွန်တော်ရဲ့အကောင်းဆုံးရွေးချယ်မှု ွဲစဉ်တွေကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တရက်ဆောင်ကို9000ကျနေ Viber နံပါတ်399 69888 9300ကိုဆက်သက်ပြီးတော့ဝယ်ယူနိုင်ပါတယ်စနေညမှာအောင်ဝဲခံနိုင်ခဲ့တဲ့လိုမျိုးဒီနေ့ညမှာလည်းကျွန်တော်ရဲ့အကောင်းဆုံးရွေးချယ်မှုတွေတဲ့တူအောင်မြင်မှုတွေရယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုဆက်သက်ပြီးတော့ member ဝဲတွေကိုဝယ်ယူနိုင်ပါပြီကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကိုလည်းကျွန်တော် TikTok ဘိုင်အိုလင်းမှာတင်ပေးထားပါတယ်အချိုးသားဆုံးဈေးလုံးထားတဲ့အမှန်ကန်ဆုံးရွေးချယ်မှုတွေကိုကျွန်တော်ရရှိမှာဖြစ်ပါတယ် အားလုံးပဲအဆင်ပြေအောင်မြင်မှုတွေရရှိကြပါစေဗျာကျွန်တော်ကတော့ Sampli Soccer ပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်